မြမရိုးရအတိုင်းဒီနေ့ပိုင်းရဲ့သတင်းကြိုလားပြည်နေတွေမှာလူချင်းမိဘတွေကိုကြောတဲ့အခါကြားနေရတဲ့ဆူတောင်းတွေကတော့ကောင်းကောင်းမွန်မွန်ကျန်းကျန်းမာမာနဲ့မိသားစုတွေပြန်ဆောင်ဝင်ရကြပါစေဆိုတာမျိုးသာဖြစ်နေပါတယ်။အဲဒီဆူတောင်းတွေလည်းထပ်မကြရစေဖို့မျှော်လင့်ရင်း အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ EOU Channel လေးမှာကြိုဆိုလိုက်ပါရရှင်ကျမဒီနေ့တင်ဆက်ဖတ်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့သတင်းချုပ်တလိထုံနှံ့တွေမပြောက်ွယ်ရအောင်လူကြီးမိဘဆရာသမားတွေကိုကြော့ရန်တိုက်တွန်းနှိုးဆော်ခြင်းဆိုတဲ့ဆောင်းပါးလေးအကြောင်းကိုဘူးသူဒရရွယ်တင်ဆက်ဖတ်ပြပေးခြင်းနာပဲဖြစ်ပါရရှင် ပထမဦးစွာပြောချင်တာကတရင်ကျူလာမှာဘာကြောင့်လူကြီးမိဘတွေကိုကြောကြသလဲလူကြီးမိဘတွေကိုဘာကြောင့်ကြောကြသလဲမပြောခင်တရင်ကျူအကြောင်းအနေငယ်ပြောချင်ပါတယ်တရင်ကျူလာပြီနေဆိုတာမြမရိုးရ12လရာသီပွဲတော်တွေကအထင်ရှားဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်ဒီပွဲတော်ကိုမြမနိုင်ငံမှာတရင်ကျူလာပြီနေမတိုင်ခင်တည့်ရက်လာပြီနေနဲ့လာပြီကျော်တည့်ရက်စုစုပေါင်း3ရက်ကြာကျင်းပလေးရှိပါတယ် တရင်ကျူလာပြည်နေ့ရဲ့နောက်ခံသမိုင်းကတော့ဗုဒ္ဓဘာသာနဲ့ဆက်နွယ်နေပါတယ်။ဂေါတမမြတ်စွာဘုရားရှင်ဟာမိခင်ဖြစ်ခဲ့မှုတဲ့နှစ်သားကိုအဘိဓမ္မာတရားတော်များဟောကြားဖို့အတွက်တာရိညာနဲ့ပြည်ကိုတွားရောက်ခဲ့ပါတယ်။ တုံးလာကြတဲ့အခါမှာတော့လူပြည်ကိုပြန်လဲစဉ်သက်ကြွချီလာခဲ့ပါတယ်။အဲ့ဒီလိုပြန်လဲစဉ်သက်လာတဲ့အခါနတ်မြမာတွေကရွှေဆောင်တန်းငွေဆောင်တန်းဗရမများဆောင်တန်းတွေကိုဖန်ဆင်းပေးခဲ့ကြပြီးလူသားတွေကလည်းမြတ်စွာဘုရားရှင်ကိုကျိုးစုပူဇော်တဲ့အနေနဲ့မိတွေထွန်းကြီးခဲ့ကြပါတယ်တဲ့။ဒီအစဉ်လာကိုအစွဲပြုပြီးတော့မြန်မာနိုင်ငံမှာတရင်ချုပ်ပွဲတော်ကိုမိထွန်းပွဲတော်အဖြစ်ကျင်းပကြတာဖြစ်ပါတယ်။ တည်င်းကျိုးလာပြီနေမှာပြုလုပ်လေးရှိတဲ့အဓိကအကြောင်းအရာတွေကတော့မိထွန်းပွဲတော်အိမ်တွေလမ်းတွေဖျားเจ้าငံတွေရောင်စုံမိတွေဖျောင်းနိုင်တွေနဲ့ထုံညှိပူဇော်ကြပါတယ်ဒါဟာဖျားရှင်ရုံကိုကြိုးစားကိုကိုစားပြုပါတယ်တဲ့ဝါကျုပ်ပူဇော်ပွဲကတော့မြမတလေးရဒီချိန်ဟာဝါရင်း၃လကုံဆုံးတာဖြစ်လို့တည်င်းကျိုးလာပြီနေမှာမိဘဆရာသမားနဲ့တက်ကြီးရွယ်အိုတွေကိုကြောကြပြီးကိုပြုမိခဲ့တဲ့အဖြစ်တွေကိုခွင့်လွှတ်ဖို့တောင်းပန်ကြပါတယ်ကုသိုလ်ကောင်းမှုပြုခြင်းကတော့ဖျားเจ้าငံတွေကိုသွားပြီးတော့တရားဘဝနာ ေါ်ဝါများခြင်းစွမ်းပန်းရေချမ်းတွေကိုလှူဒါန်းခြင်းစတဲ့ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ကြပါရဲ့ရှင်။ တည်င်းကျူလာပြည်နေမှာသာသနာဝင်တဲ့ယဟန်တော်များကပဝရနာပွဲတော်ကျင်းပလေးရှိပါတယ်။တိတ်ခါတော်ဝါတော်အကြီးဆုံးဖြစ်တော်မထေကြီးကလက်ဝဲဘက်ပခုံးမော်ရင်ကီတီတင်ငန်းကိုတင်လျက်စောင်းကြောင်းထိုင်မိလေးငါရှင်တို့တပည့်တော်သည်တန်ခါကိုပင့်ဖိတ်တတ်ပါ၏။တပည့်တော်၏အဖြစ်ကိုမြင်လင်တော်၎င်းကြားလင်တော်၎င်းတန်တရားရှိလင်တော်၎င်းတပည့်တော်အာသနာသဖြင့်ပြောရေးဆိုရေးတတိပေးပါ။အဖြစ်ကိုရှာ၍ကုစားပါမည်ဟုသုံးငိန်တိုင်းတိုင်းတန်ခါများကို ဖိတ်ကြားတိုက်တွန်း၍ကြံတန်ခါတော်တို့ကအတာရုသုံးငိန်ခေါ်ကြရ ရပါတယ်။ထိုပဝါယနာနီးတူလူတို့မှလည်းမိမိတို့ထက်ကြီးမြင့်သောတက်ကြီးရွယ်အိုများမိဘဘိုးအများကိုအပြစ်မှခွင့်လို့စေချောင်ဝင်ချ၍ကြတော့ကြသည်မှာမြမရင်ချင်းမှုအစဉ်လာတရင်ကျွပွဲတော်ဤအနှစ်ရတာပင်ဖြစ်ပါတော့တယ်။ ထို့အပြင်ဤချိန်ကာလသည်မြန်မာတို့ဤတဦးကိုတဦးရိုသည်လေးစားတတ်သောသဘောမမနာကိုနှိမ့်ချတတ်သောသဘောအပြန်အလှန်မြေတားစေတနာထားတတ်သောသဘော စသည့်အမျိုးကောင်းသားသမီးတို့ဤရင်ကြီးတည်မွေသောစိတ်နေစရိုက်ကိုဖော်ကျူးပြတတ်နေသောအမျိုးကုံကိုမြင့်တင်ပေးနေသည့်ရိုးရအစေလာအချိန်ကာတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်သတင်းကြွအချိန်ကာလတမန်ရမှာမိဘတွေကိုကြောကြဖို့တိုက်တွန်းမရစေရှင်မြန်မာလူမျိုးတွေရဲ့ဓလိထုံးစံအရာနေဟန်းကုံမြင့်နှစ်တိကိုကူးပြောင်းမိဆိုတာနဲ့လူကြီးမိဘဆရာသမားတွေကို ကြောကြရပါတယ်အရေးကြီးဆုံးကတော့မိဘတွေပေါ့ ကရော့ဖို့အတွက်လူပွဲပစ္စည်းတွေများများရှိရှိမရှိရှိမိဘတွေကိုကရော့ဖြစ်အောင်ကရော့ဖို့ကြိုးစားပါမိမိအနေဖြင့်မိဘတွေမဟုတ်ဘဲလူကြီးတွေကျေးဇူးရှိခဲ့တော်သူတွေကိုလည်းတတ်နိုင်သလောက်ကရော့တင်ပါတယ်ကရော့သွားအောင်သွားရင်လည်းမိမိတယောက်တည်းမဟုတ်ဘဲညီလေးညီမလေးတွေအကိုတွေအမတွေအားလုံးစုပြီးတော့ကရော့ချင်းဖြင့်လည်းပို့ပြီးတော့ပီတိဖြစ်စရာကောင်းပါတယ်ဒါပြင်ယခုလိုမြမနှစ်တဲ့ကိုကရော့ကြတဲ့သူတွေဟာရေကိုယူဆောင်သွားလိမ့်ရှိကြပါတယ်မြို့ပြမှာတော့ရေကိုကရော့တာနေပါတယ်တဲ့ကြီးလက်တော့ရမှာဆိုရင်ရေအုပ်ကိုကောင်းမွန် မှာရွယ်အခြားလူဝယ်ပစ္စည်းတွေကင်မီကြော့ကြတဲ့ delay တခုဟာအခုထိရှိနေသေးပါဘလို့ပဲကြော့ကြော့နေ့တင်မှာမိဘများကိုကြော့ချင်းဖြင့်ကျေးဇူးဆက်နိုင်ကြပါစေရှင် ပြီးတော့မြန်မာနိုင်ငံအတွက်ဝန်ထဲစရာတခုကတော့လူမဆုံတဲ့မိသားစုဝင်တွေအတွက်လည်းချွေကဝန်နေရပါတယ်။ဒါကြောင့်သူတို့အတွက်ပါဆူတောင်းရင်ကုသိုလ်ပို့ယူကြဖို့လည်းတိုက်တွန်းချင်ပါတယ်ရှင်။မြန်မာရိုးရအစင်လာရတရင်ချိုပွဲတော့ရုံပရက်တွေမှာမိဘဆွေမျိုးတွေရှိရဲ့အနှွေတွေကိုပြန်လာလူကြီးမိဘတွေကိုဂရတွေနဲ့ဖြတ်တန်းလေးရှိခဲ့ကြတာပါ။အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံရဲ့တရင်ချိုလာပြည်နေတွေဟာအခုဆိုရင်ငါးနှစ်ပြည်ပြီးတာတောင်မှအရင်နှစ်တွေလိုမစီကားပဲတိတ်ဆိတ်ချောက်ကန်နေပါတယ်။တချို့လမ်းတွေအိမ်တွေမှာစီမီးပူဇော်တာတွေရှိပေမဲ့ တစ်ချိန်ကမိဘုံစီမီမိဘုံပြန်တွေနဲ့ဖះကိုပူဇော်ကြတာတွေပွဲစည်းရမ်းတွေနဲ့စီကဲကြတဲ့တရင်ကျွညာတွေကတော့ကြောက်ဆုံးနေတာအမှန်ပါပဲတချို့မိသားစုဝင်တွေလည်းမစုံနိုင်ကြတော့ပါဘူးမြမရိုးရအတိုင်းဒီနှစ်ပိုင်းရဲ့တရင်ကျွလာပြည်နေတွေမှာလူချင်းမိဘတွေကိုကြောတဲ့အခါကြားနေရတဲ့စူတောင်းတွေကတော့ကောင်းကောင်းမွန်မွန်ကြမ်းကြမ်းမမနဲ့မိသားစုတွေပြန်ဆောင်ခွင့်ရကြပါစေဆိုတာမျိုးသာဖြစ်နေပါတယ်အဲ့ဒီစူတောင်းတွေလည်းထပ်မကြရပါစေဖို့မျှော်လင့်ရင်းဒီဆောင်မလေးကိုအဆုံးသတ်ပါရစေရှင်မူရင်းရသား ူများကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါတယ်ရှင်။နားဆင်မိကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ခဲ့ရတဲ့အကြောင်းကားတော့သတင်းကြိုးလာပြင်းနေနဲ့ပတ်သက်ပြီးတော့အိမ်မက်ဆရာတွေကိုတင်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ ခုလိုမျိုးကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်အကောင့်နဲ့ဘာသာရေးဆိုင်ရာအသိပညာဘူးတုဒအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ရှင်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့လဲစောင့်ကြည့်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။အကြောင်းအရာတွေတင်နိုင်မှာအသိများအောင်လို့လဲ notify bell လေးကိုပါနှိပ်ထားပေးခဲ့ကြပါအောင်ရှင်။နာစီမေးကြတာပြည်သက်များအားလုံးလဲဘာသာရေးဆိုင်ရာအသိပညာဘူးတုဒများတိုးပွားကြပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေရှင်။